မင်္ဂလာပါဒီနေ့ကျွန်တော်တို့လူတော်တော်များများတီးချင်ကြတဲ့မေခုံးလေးတစ်ခုကိုဆွေးနွေးကြည့်ကြရအောင်ဟုတ်ကဲ့အဲ့ဒါကတော့ပင်လယ်ရေဘာကြောင့်ငန်ရသလဲဆိုတာပေါ့ဒီအဖြေကိုရှာဖို့ကျွန်တော်တို့ရချတဲ့အချက်လက်တွေကိုအတူတူလေ့လာကြည့်ကြတာပေါ့လေဟုတ်ကဲ့စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုပါပင်လယ်ရေငန်ရရဲ့အဓိကလမ်းကြောင်းကြီးနှစ်ခုကိုတွေ့ရပါတယ်ဟုတ်ကဲ့နှစ်ခုနော်ဟုတ်ပါတယ်တစ်ခုကကုန်းမြေကကြောက်တယ်တိုက်စားခံရပြီးတော့လေမြစ်ချောင်းတွေကနေပင်လယ်ထဲကိုတည်လာတဲ့သက်စားတွေအင်း ုံးမေပေါ်ကလာတာဟုတ်နောက်တစ်ခုကကြာတာဒါပူစေဝင်စားဖို့ကောင်းနိုင်လေပင်လေကျမ်းပင်အောက်အဲကဘာအတွင်းမိုင်းကနေထွက်လာတဲ့ဓာတ်တူတီကြောင်းပါပင်လေအောက်ကနေပါလာသေးလားကိုဒါဆိုအရင်ဆုံးကုန်းမေပေါ်ကလာတဲ့အပိုင်းကိုအရင်ကြည့်ကြလာပေါ့မိုးရွာရင်မိုးရေကတက်နေတာမဟုတ်လားအဲ့ဒီနေရာစားဘလို့ထင်လာတာလဲမယားဟုတ်မိုးရေချီတက်တက်ကတော့မငံပါဘူးအမှန်ပဲ ဒါပေမဲ့သူကလေရုထဲကကာဗွန်ဒိုင်အောက်ဆိုက်နဲ့နည်းနည်းပေါင်းလိုက်တဲ့အခါမှာအာသိပ်မပြင်းတဲ့ကာဗွန်နစ်အက်ဆစ်ဖြစ်သွားတယ်။ကာဗွန်နစ်ကဆစ်။ဟွန်း။အားပြော်တယ်ဆိုပေမဲ့လေနှစ်တန်းပေါင်းထောင်ကြီးကျလာတဲ့အခါဒီအက်ဆစ်မိုးရေကကုန်းမြေပေါ်ကကြောက်ဆောင်တွေကိုထဖြည်းဖြည်းတိုက်စားဖို့ခြေမွေးစေးဖို့လုံလောက်ပါတယ်။အော်ဟုတ်ပါပြီ။အချိန်ကြာကြီးဆိုတော့အားပြော်ပေမဲ့ကြောက်တောင်ကြီးတွေကိုတော့တိုက်စားနိုင်သွားတာပေါ့နော်။ဆိုတော့ကြောက်သေးကဓာတ်တွေထွက်လာရော။ အဲ့ဒါပါပဲဟုတ်ပါတယ်အဲ့ဒီလိုတိုက်စားခင်ရတဲ့အခါကြောက်တေထဲမှာသဘာဝအတိုင်းပါနေတဲ့တက်တက်တူတွေအထူးသဖြင့်ဆိုဒီယမ်ကလိုရိုက်ပေါလီစာတုံးဆိုင်ရဲ့အဓိကဓာတ်ဟုတ်ကဲ့စာအဲအဲ့ဒါတွေအပါဝင်တခြားဓာတ်တတူပေါင်းစုံကအိပ်ရေထဲမှာပျော်ဝင်လာတာပါအင်းဒီလိုတဆပပျော်ဝင်နေတဲ့ရေတွေက စုပြီးတော့မြစ်ချောင်းတွေဖြစ်လာတယ်။ပြီးတော့ပင်လယ်ထဲကိုအဆက်မပြတ်စီးဝင်နေတာပါ။ဟုတ်ကဲ့။ဒါပြည့်တခုစဉ်းစားမိတာက မင်းရည်တွေကြတော့ပင်လယ်လောက်ငန်းလာမျိုးမတွေ့ရဘူးလေပင်လယ်ရဲ့ရောက်မှာဘလို့ဖြစ်ပြီးအငန်တက်ကဒီလောက်များသွားတာလဲဟုတ်ကဲ့အရေးကြီးတဲ့အချက်ပါပဲအဲဒီနေရာမှာအဓိကကြတာကနီယောင်ချီကြောင့်ဖြစ်တဲ့ရင်ငွေပြန်ချင်းဖြစ်စင်ပါရင်ငွေပြန်တာဟုတ်ပါတယ်ပင်လယ်ရေမျက်နှာပြင်ကနေရေတွေအငွေပြန်သွားတဲ့အခါရေချိုဆိုလိုတာက H2O molecule တန်တန်နေပဲအငွေထလေထဲကိုပြန်တက်သွားတာ အင်းဟုတ်ကဲ့အဲ့ရင်နဲ့အတူပါလာတဲ့စားတွေဓာတ်တူတွေကတော့ပင်လယ်ထဲမှာပဲအနီးကျန်ထဲတယ်။အော်စားတွေကကျန်ခဲ့တာကိုဟုတ်ဒီဖြစ်စဉ်ကနှစ်တန်းပေါင်ရံနဲ့ချီပြီးအဆက်မပြတ်တစ်ဆက်ကမနာဖြစ်နေတော့ပင်လယ်ထဲမှာစားတွေတဖြည်းဖြည်းစုပုံ စုပုံလာပြီးတော့အယံကိုငန်လာတာပါ။နှစ်တန်းပေါင်များစွာဆိုတဲ့အချိန်ကာလကြီးရဲ့စူဆောင်းမှုရလက်ကြီးပေါ့နော်။တကယ်ကိုအတိုင်းအတာကြီးမလွန်းနဲ့။ဒါကူးမြေကရောက်လာတဲ့ပုံစံပေါ့။ဟုတ်ပြီ။ ခုနပြောတဲ့နောက်တစ်ခုပင်လဲချမ်းပြန်အောက်ကထွက်လာတယ်ဆိုတာကတော့အဲ့ဒါဘယ်လိုမျိုးလဲခင်ဗျာပေါက်ခွဲထွက်ပေါက်လေးတွေရှိတယ် hydrothermal vents လို့ခေါ်တာပေါ့ hydrothermal vents ဟုတ်ကဲ့အဲ့ဒီအကွဲကြောင်းတွေကျဲကိုပင်လဲရေကစိတ်ဝင်သွားတယ်အထဲရောက်တော့ကဘာအတွင်းပိုင်းကအရန်ပူတဲ့ချော်ရီကြောက်ပူတွေနဲ့တွားတွေ့တဲ့အခါမှာအလွန်အမင်းပူပြင်းသွားပါတယ်အင်မနာပူပြင်းတဲ့ရေကကြောက်တွေနဲ့တွေ့ရင်ဓာတ်ပြူမှုတွေထင်မှာပေါ့နော်ဟုတ်ပါတယ် အပူချင်းအရမ်းမြင့်ခီအာရမ်းများတဲ့အခြေအနေမှာအဲ့ဒီရေပူကပင်လေချမ်းမြင့်အုပ်ကကြောက်သားတွေနဲ့ဓာတ်ပြုတ်မှုကြီးကပြင်းပြင်းထန်ထန်တက်ပြူပါတယ်။ကြောက်ထက်ကဓာတ်သက်သူမျိုးစုံကိုဖျော်ဝင်စေတယ်။ဆိုတော့အာဟာရတကျော်ဝတဲ့ရေပူဆန်းလို့ဖြစ်လာတာပေါ့။ bie အဲ့ဒီဓာတ်သက်သူတွေအများကြီးပါနေတဲ့ရေပူတွေကအကွေချောင်းတွေကနေပင်လယ်ထဲကိုပြန်ပြီးတော့ပန်းထွက်လာတာပါ။ဟုတ်။ဆိုတော့ကမ္ဘာအတွင်းပိုင်းကဓာတ်သက်သူတွေကဒီနည်းနဲ့တိုက်ရိုက် ပင်လယ်ထဲကိုရောက်လာတာပေါ့ကုန်းပေါ်ကစီးလာတာအပြင် အောက်ကပါဖြည့်နေတာဆိုတော့တော်တော်အံ့ဩစရာပဲဒါတွေမကသေးပါဘူးဟိုပင်လယ်ရေအုံမီးတောင်တွေပေါက်ွဲတဲ့အခါမျိုးမှာလဲချော်ရည်တွေတငွဲတွေနဲ့အတူတတ်တတူများစွာပင်လယ်ရေထဲကိုတက်ရိုက်ထုတ်လွတ်ပါတယ်မီးတောင်တွေကလည်းပါသေးတာကိုဟုတ်ကဲ့ဒီနီလောင်တစ်ခုလုံးကပင်လယ်ရေရဲ့တက်စီးစီးမှုကိုအများကြီးလွှမ်းမိုးဖုန်ဖော်ပြီးနေတာပါဒါဆိုရင်ရှင်းသွားပါပြီ ကုန်းမြေကစီးဝင်လာတဲ့ဓစားတွေရောပင်လယ်ချမ်းပြင်က ထွက်လာတဲ့ဓာတ်တူတွေရောအချိန်ကာလအကြာကြီးစုပေါင်းလာလို့ပြီးတော့ရေငွေ့ကလည်းပြန်သွားတော့အငန်းတက်ကစူးစီးပြီးဒီလောက်ငန်းနေတာပေါ့ပြင်းမြအပြင်ကောပင်လယ်ရေထဲမှာစားဘလောက်ပါမယ်လို့ရှိပါတယ်ခင်ဗျာပြင်းမြအပြင်ဆိုရင်တော့ပင်လယ်ရေတလီတောင်မှာပျော်ဝင်နေတဲ့ဓစားစုစုပေါင်း35ဂရမ်လောက်ရှိပါတယ်ဒလီတာကို35ဂရမ်ဟုတ်ကဲ့ဒါကရာခိုင်နှုန်းနဲ့ပြောရင်3.5ရန်ကန်ဖိုင် ရခိုင်နှုံးပါဝင်မှုနဲ့ညီမျှပါတယ်ဟိုနေရဒေတာပင်လေရေရဲ့အနက်အရှမ်းကိုလိုက်ပြီးတော့အနေငယ်ကွာချနိုင်ပေမဲ့ဒါကပြန်မြန်ဆန်နှုံးလို့ပြောလို့ရပါတယ်။ကာပါပြီ။ဒါဆိုဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုပြန်ချုပ်ရရင်ပင်လေရေငန်ရာချင်းရဲ့အဓိကအကြောင်းရင်းတွေကဂုံမီကြောက်ဆောင်လေးတိုက်စားခံရရာကထွက်လာတဲ့တစားတွေ မြစ်တီကနေတစ်ဆင်ပင်လယ်ထဲစီးဝင်လာတာရဲ့ဟုတ်ကဲ့ပြီးတော့ပင်လယ်ချမ်းပင်အကွဲကြောင်းတွေနေရောင်မိတောင်တွေကနေထွက်လာတဲ့တသက်တူတွေရဲ့ဟုတ်ပါတယ်အဲ့ဒီနှစ်ခုပေါင်းပြီးနှစ်တန်းပေါင်းများစွာကြာအောင်စုပုံလာတဲ့နောက်ဆုံးရေးကြည့်တာကရေငွေ့ပြန်မှုကြောင့်အငန်တက်ကပို့ပြီးတော့ဆူစီးလာလို့ပါပဲဟုတ်ပါတယ်အဲ့တော့အကုန်လုံးပေါင်းစုံပါတဲ့ရလာပေါ့လေဒါကကဘာကျော်ရဲ့ဘူမိပေရနဲ့ဓာတုပေရဖြစ်စဉ်နေဘလောက်တောင်ရှုပ်ထွေးစွာချိတ်ဆက်နေတယ်လဲဆိုတော့ကြားတဲ့တာဒီကောက်တစ်ခုပါပဲတကယ်ကိုစိတ်ဝင်စားစရာပါ ကဲဒီဆွေးနွေးမှုအဆုံးမှာစဉ်းစားစရာမေးခွန်းလေးတစ်ခုလောက်တော့ပရိသတ်ကွဲချထားခဲ့ကြပါတယ်ဟုတ်ကဲ့ခုနကျွန်တော်တို့ပြောခဲ့သလိုပါမြချောင်းတွေကဓာတ်စားတွေကိုပင်လယ်တွေကိုအဆက်မပြတ်သေးပို့နေလဲဆိုရင်မိရည်ဒီကိုတိုင်ကတော့ဘာကြောက်ပင်လယ်ရည်လိုမျိုးငားမနေရတာလဲဆိုတာလေးကိုလောင်စဉ်းစားကြည့်ပါဟုတ်ကဲ့စဉ်းစားစရာအချက်ကောင်းနေပါပဲ။